ဲလိုအစ်စ်လည်းစစ်တိုင်ရဲကောင်းတယ်မင်းတို့သိက္ခာမရှိဘူးဘာသာသိက္ခာမရှိလဲဆိုရင်ဒီလိုစာပေကြောင်းမျိုးလေးကိုမင်းတို့လာပြီးတော့မင်းတို့ group လောက်ပါတယ်မျိုးကျင်တော်ဝယ်ဟိုင်းရဲ့ရွာရဲ့စာပေကြောင်းရှင်းပြရတော့ဗျာရေဘူးတရားလောက်ကိုရှင်းပြနိုင်ရင်တော့ရှင်းပြနိုင်လို့ရှိရင်တော့အဲ့မှာရေးပြန်မှာတော့ရေးဘက်ကဘယ်လောက်ငြိမ်သွားမလဲဆိုတော့ကျွန်တော်နားလေပါတယ်အဲ့တော့ရေးဘလူးဆိုတဲ့ကောင်ကလည်းတကယ်တမ်းရေးဘလူးဆိုတဲ့ကောင်ကလည်းတိတ်တက်တိရှင်ရေးမျိုးတစ်မျိုးတော့တိတ်ပြလိုက်ပေါ့တိတ်လိုက်ပေါ့အဲ့ဒါဆိုစောင့်ကြည့်မယ်သူတိတ်ပြလိုက်လို့စစ်တပ်က သူသိန်းအောင်စစ်တပ်ကခံလိုက်ရတယ်ဆိုရင်တော့အဲစစ်တပ်အသုံးကြတာအေး तू ကမသိန်းနိုင်ဘူးဆိုရင်ရေဘလူးစောက်အချောက်ပဲဒါပဲရှင်းရှင်းလေးပဲအဲ့လိုပဲကျွန်တော်ပြောတော့မှာရားရီကိုပလဲမမင်းစားရတဲ့ကောင်ကျော်မျိုးမင်းလားကျော်မျိုးမင်းလားတော့မသိဘူးမင်းကတော့ပြောတော့လားရေမျိုးကိုသိန်းလို့ရလားတော့ဘာလို့မင်းပလဲရဟုတ်လားဒါဆိုလို့ရှိရင်မင်းတို့တခုတည်းပြောမလို့ဒီကြမ်းတော့မင်းရဲ့မိမကိုရေးမှလက်ထားခဲ့ ်ငါတို့ရောက်အောင်မိမိမောင်ပါနေပြမယ်တက်နေနဲ့လေငကားမန်းသိအောင်အပေါထောင်ပြဖို့လိုတယ်အဲ့မှာတာဝန်ကျတဲ့တက်ကရရှိရင်ငကားမန်းသိအောင်အပေါထောင်ပြဖို့လိုပြီလို့ကျွန်တော်တင်တယ်ပြောရရင်တော့တခါတရံကျရင်ဂျီဘလူးနဲ့ပတ်သက်လိုက်ရင်အထက်မိတ်တွေပါတယ်လဲတာလေးထားပြီးတော့လှုပ်ဆက်ချက်လှုပ်လိုက်ဖို့ဗျာဒါပဲရှိရတယ်ရေမြုပ်နေဘက်မှာအမြဲတမ်းအသာစီးရပြီးစစ်ခွေးတက်ကိုအမှဲ့ရွှေရွှေနေတဲ့ဂျီဘလူးအဖွဲ့ကိုစစ်တက်ကတခါမှထိထိရောက်ရောက်တုံ့ပြန်နိုင်တာမရှိတဲ့အပေါ်စစ်လော်ဘီဘောမတွေကမခံမရနိုင်ဖြစ်နေကြပါတယ် ရေပလုတ်ကိုဘာမှမတုံ့ပြန်နိုင်တာဟာစစ်တပ်ကညံ့လို့ပဲဆိုပြီးစစ်လော်ဘီဂျုံမျိုးမင်းကစစ်တပ်ကိုပြန်ပြီးဝေဖန်ပါတယ်။ရေပလုတ်ကိုလည်းစွမ်းနိုင်ရင် ရေမျိုးကိုတင်ပြပါလို့ကလေးကလာစကားနဲ့ဂျုံမျိုးမင်းကစိန်ခေါ်ပါတယ်။ဒီအပေါ်မှာရေပလုတ်ကစစ်လော်ဘီဂျုံမျိုးမင်းကိုအဖက်မလုပ်လို့ပင်မဲ့သွားရင်းလာရင်းနဲ့ပဲဗီဒီယိုတစ်ပုတ်ရိုက်ပြီးပညာသားပါပါတုံ့ပြန်ထားတာကိုကြည့်ရအောင်ပါ။ရေပလုတ်ကတော့စစ်တပ်ကိုစိန်ခေါ်ပါတယ်။ စစ်တပ်ကိုအကြီးအကျယ်စိန်ခေါ်နေပါတယ်အဲ့တော့တပ်မတော်ကိုအဲ့ရေဘလူးကိုရှိတဲ့နေပြည်မှာတာဝန်ကျနေတဲ့တပ်မတော်အရာရှိတွေအနေနဲ့ခင်ဗျားတို့လည်းနည်းနည်းလေးတော့စဉ်းစားဖို့လိုပြီးလို့ထင်တယ်ရေဘလူးကတော့စိန်ခေါ်တယ်ဘလို့စိန်ခေါ်လဲဆိုတော့စစ်တပ်ကိုသူကပြောရတယ်ဗျာတက်ကရာတက်တွေကိုတက်ကလူတွေအချောက်တွေလိုမျိုးသဘောမျိုးသူကပြောတယ်တက်တိရှိရှိတိုက်ပါမလို့အချောက်တွေဆိုပုံစံမျိုးတွေရေဘလူးကပြောတယ်ကျွန်တော်တော်တော်စဉ်းစားရတယ်တကယ်မြေပြင်မှာဖြစ်တာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိနေတာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိသလောက်ကဒီကောင်ကရေဘလူးကအချောက်ကျွန်တော်သိရရေဘလူးကအချောက်နော်တော့ပါလဲဆိုတော့ ရုပ်လူကပြောတဲ့စကားလုံးရှိတယ်စစ်ကိုတဲ့စစ်နဲ့တော်တိုက်ပါတဲ့စစ်တိုက်ဖို့တက်လာတဲ့ကောင်တွေကတဲ့ဘာလို့ရွာသားတွေဖမ်းလဲတဲ့တိတ်ကမရှိဘူးတဲ့စာတင်ကြောင်းတွေဘာလို့ပြစ်ရှိလို့ဘာဖြစ်လို့ဖြတ်စည်းတာလဲဘာညာပေါ့စစ်တိုက်လာတဲ့ကောင်တွေကကျွန်တော်တို့လာရင်ထွက်ပြေးသွားတယ်တဲ့မဲ့စစ်တိုက်ဖို့လာတဲ့ကောင်တွေတို့လာရင်ထွက်ပြေးတယ်တဲ့ထိတိုက်တွေ့ကျင်နေဆိုရင်စောင့်ပေါ့တဲ့ညာ7နှစ်နေထိုးပါတို့မရှိတဲ့နေရာကိုရောက်တယ်တဲ့မနေ့ကျတော့ထွက်ပြေးသွားတယ်ကပ္ပဆင့်ပြီဆိုတဲ့စစ်တပ်ကတိတ်ကမရှိဘူးတဲ့အမဲသူပြောနေတာအမဲစစ်တပ်ကတော့စာတင်ကြောင်းတွေမီးရှို့တယ်ဘာလို့လဲလုံတယ်အဲ့ရေဘလူးဆိုတဲ့ကောင်ကအဲ့ဒီအကြမ်းဖက်သမားကသူပဲခင်ဗျ21ခင်းချင်းစာမှာဆရာဆရာမတွေကိုចောင်း မသွားနဲ့เจ้าမဖွင့်နဲ့ဖွင့်ရင်မင်းတို့ငါ့ကိုတတ်ပြမှာဘာညာဆိုတော့ရေဘူးလူကိုယ်တိုင်သူကိုယ်တိုင်ဗီဒီယိုဖိုင်နဲ့ပြောထားတဲ့ဖိုင်ကြီးခုထိရှိသေးတယ်ဟမ်သူကိုယ်တိုင်စာသင်ကျောင်းတွေကိုချင်းချောက်တယ်ဆရာမတွေကိုချင်းချောက်တယ်ចောင်းသားတွေကိုချင်းချောက်တယ်အဲ့ဒါကိုချင်းချောက်ပြီးခုကြမှာစစ်တပ်ကိုသူလည်းညွှန်ပြထုတ်တယ်စာသင်ကျောင်းတွေမင်းကဘာဖြစ်လို့လာလို့ဩဆိုဒီလိုကောင်မျိုးတွေအချောက်ကသူမှအချောက်စဲဒီကောင်တတ်တိမရှိဘူးသူ့ကြောင်စားအဲ့ကောင်ပဲတတ်တိမရှိသူ့ကြောင်စားအဲ့ကောင်မှသူ့ကြောင်လားစစ်သူ့ကြောင်လို့သူများသူများခန္ဓာကိုယ်ကြီးကိုခေါင်းဓာတ်ရဲခုတ်တယ်တေပြီးသားတေလူနေပါဖြစ်တဲ့ခန္ဓာကိုယ်ဓာတ်နဲ့တော့ခုတ်တယ် ူးကြောင်တတိယရှင်အဲ့ကောင်နှစ်ယောက်ချင်းရှင်ထိုးခိုင်းပါလားမင်းတတိရှိလားငါရေဘလူးမင်းနဲ့ငါထိုးမလားဆိုအဲ့လိုထိုးခိုင်းဟိုကသူ့ကိုရှင်ထိုးထိုးပါအဲ့မဲ့ခက်တာဟိုတေလူဒီပဲကြိုးတုပ်ပြီးတော့ဓာတ်နဲ့ခုန်တယ်ဆိုတော့အဲ့ကောင်အချောက်ပဲရေဘလူးအချောက်ပဲသူကအချောက်အခုစစ်တပ်ကိုဘာပြောဆိုတော့ကမ္ဘာဆင်ဆိုတဲ့စစ်တပ်ကတိခါမရှိဘူးတဲ့အချောက်ကြောက်တယ်ပေါ့သူ့ကိုကြောက်သူလာတဲ့ခါကြောက်လို့ထွက်ပြေးတယ်တဲ့ဆိုတော့စစ်တပ်ကိုစစ်ကိုစစ်တဲ့တူအောင်တိုက်ပါတယ်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဟိုကျွန်တော်စဉ်းစားကြည့်တာပေါ့နော်အဲ့မှာတာဝန်ကျတဲ့တပ်ကတိုက်ရင်မှုတွေပြူဟာမှုတွေရေဘလူးအချောက်ကိုကျွန်တော်မေးကြည့်ဘူးတော့ဘာလို့ဆိုတော့ အဲ့ဒီကောင်စစ်ပွဲရှိမှာတခါမှရှိဘူးလေ front line မှာအဲ့ကောင်တခါမှရှိဘူးလေစစ်ပွဲဖြစ်တော့မယ့်နေရာရဲ့လို့လေးအံကြားတယ်စစ်တပ်ကခြေလိုက်ကြရင်ပြေးပြီးတဲ့အကောင်နောက်ပါနေပဲနေတာတဲ့အဲ့ကဲစစ်ပွဲမှာသူတို့အသာသီးရတော့မယ့်ခြေလိုက်ရောက်ပြီးလို့တပ်ကနောက်ဆုတ်ပေးရတဲ့ခါမျိုးသူကရောက်လာပြီးတဲ့အဲ့ကြိုင်အဲ့ကောင်အဲ့လိုပဲနေတာတဲ့ဆိုတော့ခင်ဗျားတို့ဗျာလို့ဒီကောင်ဒီလိုမျိုးစော်ကားမော်ကလှုပ်နေတော့ခင်ဗျားတို့မို့လို့ငိန်ခံရရတယ်ဗျာဆိုတော့ကျွန်တော်စိတ်ထဲမကျင်းတော့ဘူးပွင့်လိုက်ပြီးထိုင်ကောင်ကြည့်ပြီးတော့ဒီကောင်ကွာလို့ဒီကောင်ဒီလိုမျိုးပရိပရိုက်ပြောနေတာဒီကောင်အဲ့တော့ရှင်းပြရအောင်တော့ဗျာ ရေဘူးတရားလောက်ကိုရှင်းပြနိုင်ရင်တော့ရှင်းပြနိုင်လို့ရှိရင်တော့အဲ့မှာရေးပြမှာတော့ရေးဘက်ကဘယ်လောက်ငိန်သွားမလဲဆိုတော့ကျွန်တော်နားလေပါတယ်အဲ့တော့ရေဘူးဆိုတဲ့កောင်ကလည်းတကယ်တမ်းရေဘူးဆိုတဲ့កောင်လည်းတိတ်တက်တိရှင်ရေးမျိုးတစ်မျိုးတော့တိတ်ပြလိုက်ပေါ့တိတ်လိုက်ပေါ့အဲ့ဒါဆိုစောင့်ကြည့်မယ် तू တိတ်ပြလိုက်လို့စစ်တက်က तू တိတ်တာစစ်တက်ကခံလိုက်ရတယ်ဆိုရင်တော့အဲ့စစ်တက်အသုံးပြတာအေး तू ကမသိမ့်နိုင်ဘူးဆိုရေဘူးစောက်မချောက်ပဲဒါပဲရှင်းရှင်းလေးပဲအဲ့လိုပဲကျွန်တော်ပြောတော့မှာရှင်းရှင်းရန်တိုက်စကားတော့တဲ့ပြောရအောင်အဲ့လိုပြောတော့ပါဘာလို့အခုကရေဘူးကစစ်တက်နဲ့ထိတိုက်တွေ့မလားဆိုတော့ဒီကောင်တစ်ခါမှရှင်းတိုက်တာမရှိဘူးတက်ကထိုးစစ်စင်ဒီကောင်ပြေးပြီပြေးရ तू ပြေးတာပြေးတာကျွန်တော်သိတော့ तू ရက်ပြေးတာတဲ့ အဲ့ဒါကိုသူကပြောင်းပြန်ပြန်ပြီးတော့စစ်တပ်က6ဒီအာတတိမရှိဘူးလို့စစ်တပ်ကကောင်းအဆင်မရှိဘူးကဘာအဆင်လို့ပြောတယ်ကဘာအဆင်မှစောင့်စစ်မရှိဘူးအဲ့လိုပုံစံလုပ်တာတတ်ကုန်မယ်ဆိုတော့တတ်နေနေလေငကားမန်းတိအောင်အပေါထောင်ပြဖို့လိုတယ်အဲ့မှာတာဝန်ကျတဲ့တပ်ကအရာရှိရင်ငကားမန်းတိအောင်အပေါထောင်ပြဖို့လိုပြီလို့ကျွန်တော်တင်တယ်ပြောရရင်တော့တခါရင်ကျရင်ဂျီဘလူးနဲ့ပတ်သက်လိုက်ရင်အထက်မိတ်တွေပါတယ်လေတာလေးထားပြီးတော့လှုပ်ဆက်ချက်လှုပ်လိုက်ပေါ့ဗျာဒါပဲရှိတာနော်ကျွန်တော်တော့ပွန့်လင်းပြောရရင်တော့အကြက်ဖက်သမားကိုအကြက်ဖက်သမားလို့ရှင်းတာကို ျွန်တော်ဘာမှဝမ်းနေပေးစရာအကြောင်းမရှိဘူးဝမ်းလည်းမနေဘူးရှင်းရှင်းလေးပဲဘလို့မှကိုကျွန်တော်မခံစားဘူးအကျမ်းဖတ်သမားကိုတော့ရှင်းပြမှာယေဘုလူကတော့ကျွန်တော်စိတ်ထဲမှာပြတ်တက်တတ်မှတ်တာအကျမ်းဖတ်သမားပဲယေဘုလူကအကျမ်းဖတ်သမားဘာကြောင့်လဲဆိုတော့ဟိုလူသားမှုတစ်ခုမှလည်းကျွန်တော်ဒီကောင်တော်တော်ယွန်းလာနောက်ကျောင်းဆရာဆရာမတွေချင်းကြောက်ကိုတောက်ရောချင်းကြောက်လာအဲ့ဒါကိုယွန်းလာအဲ့တော့ဒီလိုအကျမ်းဖတ်သမားကိုတော့အဲ့ဒီနေမြေမှာတာဝန်ကျတဲ့တတ်မှတ်တော်ထိတိုင်းရရှိနေတယ်ပြတ်ပြတ်သားနှိမ့်နှိမ့်ပြဖို့လိုတယ်ဒီကောင်ရှိတဲ့နေရာမရှိရှိတဲ့ရှိတဲ့နေရာကိုလိုက်မူးစကြောင်းဖို့ပြောကိုရှင်းဖို့လိုတယ်ပြစ်နိုင်တောင်းနှင်းပြီးတော့ရှင်းပြရမှာအဲ့ကောင်ရှင်းပြရမှာဒီလိုပဲကျွန်တော်မြင်တယ်အဲ့တော့ချို့လေးကြီးမိုးကြီးကောင်တွေအဲ့လိုပြရှင်းစေခြင်းဒါကျွန်တော်ရဲ့ ပြက်ပြက်သားတယ်ပြက်သားတဲ့အမြင်ပဲကျွန်တော်လူသားအပေးမဟုတ်ဘူးအကျမ်းဖတ်သမောက်တတ်တာတော့အပေးလူသက်တာအမေးဘူးဒါပေမဲ့အကျမ်းဖတ်သမောက်တတ်တာတော့အပေးတယ်ဒါကျွန်တော်ပုံအောင်ပြောပြစီဒါတော့ရေမလူကိစ္စပါတရားလေးကိုဘယ်လေးမှမင်းစားရတဲ့ကောင်ကျော်မျိုးမင်းလားကျော်မျိုးမင်းလားတော့မသိဘူးမင်းကတော့ပြောတော့လားရေမျိုးကိုတိန်လို့ရလားတော့ဘာလို့မင်းလဲဟုတ်လားဒါဆိုလို့ရှိရင်မင်းတို့တခုတည်းပြောမလို့ဒီကနေ့တော့မင်းရဲ့မိမကိုရေးမှလက်ထားခဲ့ ်ငါတို့ရောက်အောင်မိမိမောင်ပါနိုင်ပြမယ်သူချစ်ဝမ်းတော့မသိဘူးတော့မိသားရေးပြမယ်အဲ့တော့အစ်နဲ့စစ်တိုင်ရဲကောင်းလေမင်းတို့တိတ်ခါမရှိဘူး။ဘာသာတိတ်ခါမရှိလဲဆိုရင်ဒီလိုစာပင်ကြောင်းမျိုးလေးကိုမင်းတို့လာပြီးတော့မင်းတို့အခုလောက်ရမျိုးကျင်ဒါဝေဟိုင်းရဲ့ရွာရဲ့စာပင်ကြောင်းမင်းတို့အခုဒီကလေးတွေရဲ့ပညာရေးချင်းအရေးချင်းတွေကိုပြည့်တင်အောင်ဆိုပြီးတော့မင်းတို့ကောင်းနေပြောနေရဲကောင်းနေအခုမင်းတို့ကြည့်တယ်မင်းတို့လောက်ရမင်းတို့မှုရတာလေ။